ိုတယ်လာရဲ့ကြီးမားတဲ့ပျက်စီးခြင်းပဲလို့တီရူပါတီကပြောဆိုနေကြတာကိုအနားမှာရှိတဲ့လူငယ်တယောက်ကကျောက်လန့်တကြားနဲ့ရွာပြင်ကိုထွက်ပြေးဖို့အတွက်ဈီးကိုကြောပြီးပြေးသွားခဲ့ချိန်မှာပဲမရှုမလာနဲ့တိပွဲဝင်သွားခဲ့ရတာကိုရွာသူရွာသားတွေကကြည်ရင်အံ့ဩကတုန်လှုပ်သွားခဲ့ကြပါအဲ့တော့စီးပေါ်မှာငှက်တွေကပြန်တန်းနေမှလည်းဘလို့မှကြုံမရပဲတိတ်ဆုံးကုန်တာကိုချင်းတရွာလုံးကလည်းဘာဆက်လို့ရမှန်းမသိပဲဖြစ်သွားခဲ့ကြပါတော့တယ်။နာကစာတူလည်းအယုတ်ချိုးပြတ်သလိုအနားမှာရှိတဲ့တပုံကြီးပေါ်ကိုထိုင်ချလိုက်လမကင်နာတဲ့သူ့ရဲ့တောင်ဝေးကိုလည်းလှုပ်ချလိုက်ပါတော့တယ်။ ဲနောက်ပိုင်းမှာတော့ဟိုတယ်လာဆိုတဲ့ရွာလေးကရေမရှိစားစရာမရှိ ကောက်ပဲတင်းနှံတွေကလည်းအလုံးမဖြစ်နဲ့ကန့်ဆိုးမှုတွေရင်ဆိုင်တွေ့ကြုံနေကြရကအားလုံးကလည်းရွာထဲမှာပိတ်မိနေကြပါိုင်အဲဒီချိန်မှာပဲရွာထဲကကလေးမလေးတယောက်ကအသက်ရှူချက်ယောဂါကြောင့်မကန်စားနိုင်တော့ပဲအသက်လူနေကြရတာမို့ကလေးမလေးရဲ့မိဘတွေကလည်းကုရမဲကနာဂါစာတူရဲ့စီကိုအားကိုးတကြီးနဲ့ရောက်ရှိလာခဲ့ပြီအကူကြီးတွေတောင်းနေကြတာမို့နာဂါစာတူကလည်းသူတို့ကိုကြည့်ရင်မင်းတို့ကိုကယ်ဖို့ကငါမဟုတ်ဘူးရာတာပဲလို့ထူးဆန်းစွာနဲ့ပြောဆိုခဲ့ပါတော့တယ် ဂူရူဂျီဒေဘာရဲ့တပည့်ဖြစ်သူကလည်းအိုဒဲလာရွာမှာဖြစ်ပျက်နေတဲ့ကိစ္စကိုမချေမချမ်းတွေဖြစ်ကသူတော်စင်နာဂါသာတကယ်ဆန္ဒရှိရင်အဲ့ဒီငမိုက်သားကိုတားလို့မရဘူးလားနတ်ဖျားကဘာရီစမ်းတက်နေတာလဲလို့ပြောဆိုမီးမြန်းခဲ့ပါတယ်ဒေဘာလည်းသူ့ရဲ့တပည့်တွေကိုကြည့်ပြီးနေချက်ချိန်မှာနီးနတ်ဖျားတောင်အားနေတတ်တယ်အခုလို dressing ၅ပါးစလုံးကိုပိုင်ဆိုင်ထားတဲ့သီရူပါတီကိုအဆုံးသတ်ဖို့ဆိုရင်တော့အမတ်သား၅ခုရဲ့စွမ်းအားတွေကိုစူစီရမယ်။ပစိန်ကပါရူစူရန်ရဲ့လက်နက်၊ဓာတီချီရဲ့လက်နက်ကကြောယိုး၊နာဂါစာတူရဲ့လက်နက်ကသူ့ရဲ့ရှာဘော်ကပန်ချာရှရီဖြစ်လိမ့်မယ်လို့ ူရူဂျီဒေဘာကပြောဆိုခဲ့တဲ့အခါအဲ့ဒါတွေကိုနာဂါဆာရုကသိနိုင်မှာမလားလို့တပည့်ဖြစ်သူကမေးလိုက်တော့ဂူရူဂျီဒေဘာကတစ်ချက်ပြောလိုက်ရင်စိတ်ရှိမှုပေါ့လက်နက်နဲ့အနိုင်ရတဲ့တိုက်ပွဲတွေကိုမင်းတို့မြင်မှုပါလေအခုပထမဆုံးအချိန်နေနဲ့ပန်ချာရှယ်ရီရဲ့စွမ်းနဲ့အနိုင်ရတဲ့ပွဲကိုမင်းတို့မြင်ရလိမ့်မယ်သူကတိုက်ခိုက်မှာမဟုတ်ဘူးသူကိုရှင်ရှိပါကကုညီပေးလိုက်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါတော့ရာဒါတယောက်နာဂါဆာရုရဲ့စီစဉ်တိုင်းသရုပ်သမီးတယောက်လိုလှပစွာပြင်ဆင်ပြီး ီရိုပါတီရဲ့မြေပုံကြီးနားကိုရောက်ရှိလို့သွားခဲ့ကဒီရိုပါတီကိုချစ်ချောင်းချက်ချောင်းတီတီတတာလေးတွေပြောဆိုနေခဲ့တာကြောင့်မြေကြီးထဲမှာရှိနေတဲ့ဒီရိုပါတီတယောက်ရာဒါရဲ့စကားတွေထဲမှာနင်းမျောနေခဲ့ပါတော့တယ်။ဒါကိုခွင်ကောင်းယူပြီးဒီဝါလုံးကြောင်နာဂါစာတုတယောက်ပန်ချာရှရီရဲ့စွမ်းနဲ့ဒီဝါလုံးကြောင်လော့စပီကာရဲ့ရှေ့မှာထိုင်ပြီးနမရှိဘာရာဆိုတဲ့စကလုံးကိုပီပီတတနဲ့ရွတ်ဆိုနေခဲ့တာမို့ဒီရိုပါတီတယောက်ရွာကိုချထားတဲ့စီကတဖြည်းဖြည်းနဲ့အားနေလာခဲ့ပါတယ်။ ကလေးမလေးကိုပွေ့ချီထားတဲ့မိဘတွေနဲ့အတူရွာသူရွာသားတွေကလည်းစီးရဲ့ပြင်ကိုထွက်ဖို့အပြေးလေးစူးစမ်းနေကြကြပါတီတူပါတီတယောက်ရာဒါရဲ့စကားတွေကိုနားထောင်ပြီးလေမုန်တိုင်းတွေထံအောင်ပြုတ်လုံနေကြတာကြောင့်ရွာရဲ့မီပေးစနစ်ကိုထိမ့်ချုပ်ထားတဲ့တာဝန်ရှိသူကလည်းတပည့်ဖြစ်သူကိုဖုန်းဆက်ကအိုဒဲလာရွာမှာလေမုန်တိုင်းတွေကထန်နေတယ်။အဲဒါကြောင့်မီးကိုဖျက်ပစ်လိုက်ဖို့အမိန်ပေးစေခိုင်းခဲ့တာကြောင့်တပည့်ဖြစ်သူကလည်းမီးဖျက်ဖို့တွားနေခဲ့ပါတော့တယ်။ရွာထဲမှာတော့ကလေးမလေးကိုပွေ့ချီထားတဲ့မိဘတွေကစီးရဲ့အပြင်ကိုကြော်ဖို့လုံပါပဲ။ ျက်စိဝင်နှန်းကမိကိုဖျက်ချလိုက်တာကြောင့်နာဂါစာတူရဲ့ပန်ချာရှရီရဲ့အစွမ်းကပျက်စီးသွားခဲ့တယ်လို့ဒီလူပါတီကလည်းရာဒါရဲ့လက်ကွက်ကိုသဘောပေါက်သွားခဲ့ကပြင်ဘက်ကိုလေးမွေလိုင်းတစ်ခုလိုထပ်ပေါ်လာခဲ့ကစီရဲ့အပြင်ကိုထွက်ဖို့ကြိုးစားနေတဲ့ရွာသူရွာသားတွေကိုတွေ့လာရတာကြောင့်ဒီတစ်ခါမှာတော့တီလူပါတီကလည်းသူ့ကိုလှည့်စားဖို့ကြိုးစားခဲ့တဲ့ဇနီးဖြစ်သူရာဒါကိုတီးမခံနိုင်တော့ပဲအသက်လူနေရတဲ့ကလေးမလေးရဲ့ကိုယ်ထဲကိုဝင်ရောက်ပူကတ်ကမလမ်းမကမ်းမှာရှိတဲ့လွှာချောင်းကိုသူ့ရဲ့စွမ်းနဲ့ဆွဲယူပြီးအပါလုံးနဲ့ပုံစံနဲ့ရာဒါရဲ့ခေါင်းကိုချက်ချလိုက်ပါတော့တယ် ဇလန်လေးရဲ့ဆာမကလေးမလေးယူဆောင်လာခဲ့တဲ့ခေါင်းကရာဒါရဲ့ခေါင်းပဲဖြစ်ပါနာဂါဆာဒူလည်းညမလေးရာရာရဲ့တိတ်ဆုံးမှုအတွက်စိတ်မကောင်းစွာနဲ့ပဲမိသူချိုပေးနေခဲ့ပါ යි ။အဲနောက်နာဂါဆာဒူလည်းတီတူပါတီနဲ့တွားရောက်တွေ့ဆုံခဲ့တဲ့အခါစပိန်တစီကအလိုလိုပေါ်ထွက်လာခဲ့ပြီးလေထဲမှာဝဲနေခဲ့တာကိုနာဂါဆာဒူတယောက်ချီပြီးတော့အံ့ဩနေခဲ့ပါ යි ။မင်းကမင်းဖွားရဲ့ခြေရာကိုလိုက်နေတယ်လို့အများကပြောနေကြတယ်။အခုဆိုရင်မင်းကနာဂါဆာဒူဖြစ်နေပြီလေ။ဒါဆိုမင်းကဘာလို့ငါ့ရဲ့ခြေပွားအုပ်ကိုရောက်နေရတာလဲလို့အတန်နဲ့ကြီးနဲ့တီတူပါတီကပြောဆိုနေခဲ့ပါ යි ။ ာကစာတူးလဲစပိန်ကိုကြည့်ကရှင်ကဂျွာကိုတုတ်တန်ဖြစ်အောင်ဖြက်စီးနေကြတာအဲ့ဒါကြောင့်ရှင်ရဲ့ဒေါသတွေပြေပြအောင်ကျမဘာလုပ်ပေးရမလဲလို့နာကစာတူးကမီးမြန်းခဲ့ပါတယ်ငါလေတော့ငါလေငါကတောင်းပန်ခဲ့ဘူးလေဒါပေမဲ့ဘသူကမှငါ့ကိုအဖတ်မလုပ်ကြဘူးငါရဲ့ဝိညာဉ်ကိုမချိမဆန့်ခံစားစေတယ်အဲဒါကြောင့်သူတို့ကိုငါကလွတ်ပေးရမှာလားလို့တီတူပါတီကပြောဆိုနေခဲ့ပါတယ်အဲ့တော့သူတို့ကစားကျမတောင်းပန်ပါတယ်အခုဆိုရင်ရှင်ကရှင်ရဲ့ဇနီးကိုကိုယ်တိုင်တတ်လိုက်ပြီလေအဲဒါကြောင့်ရှင်ရဲ့ဒေါသကိုပြေအောင်ဘာလုပ်ပေးရမလဲလို့နာကစာတူးကမေးနေခဲ့ပါတယ် ငါရဲ့ဒေါသကိုပြေအောင်ရွာကဘာမှလုပ်ပေးလို့မရဘူးမင်းကပဲလုပ်ပေးရမယ်မင်းက၁၂နှစ်မှအပြုတ်ပေါ်ဝင်နေဒါပေမဲ့မင်းရဲ့အလှကိုဖုံးခွဲပြီးနေထိုင်နေခဲ့တာအဲဒါကြောင့်အခုငါရဲ့ခြေပွားအောင်မှာဝစ်ဆင်းလိုက်ပါအခုဆိုရင်မင်းကနှစ်လုံးဝဲကောင်းတော်ကိုကြီးပြင်းလာခဲ့ပြီအဲဒါကြောင့်မင်းရဲ့ရှိပါကိုစွန့်လွှတ်လိုက်ပါငါကလည်းငါရဲ့ဒေါသကိုငါရဲ့ယောက်ျားဆန်မှုနဲ့အတူလွှတ်ချလိုက်မယ်မင်းရဲ့ချွေးပေါက်တွေကနေသွေးတွေထွက်တဲ့အထိငါကပျော်ပျော်ကြီးကိုပျော်ပါမယ်အဲဒါကဒီလူပါတီကမင်းကိုပေးတဲ့ကတိပါပဲ မင်းသား၅ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုရင်ဒီရွာကိုလွှတ်ပေးမယ်လို့တီရူပါတီကပြောဆိုခဲ့တာကြောင့်နာဂါစာတူတယောက်ဘာပြောရမယ်မသိပဲစွန့်အားသွားခဲ့ကစိတ်ပြက်လက်ပြက်နဲ့ပဲဒူးထောက်ချလိုက်ပါတော့တယ်တီရူပါတီလည်းနာဂါစာတူကိုကြည့်ရင်ဘလို့လဲမင်းရဲ့ရှိပါကိုမစွန့်လွတ်နိုင်ဘူးမှတ်လားလို့မင်းမြန်ခဲ့တာကြောင့်နာဂါစာတူကလည်းတီရူပါတီကိုလှမ်းကြည့်ကကျွန်မဘက်ကအစင်းသေးမှာပဲလို့ပြောလိုက်တာကြောင့်တီရူပါတီတယောက်သဘောတူညီချသွားခဲ့ကမင်းဘက်ကသရုပ်သမီးလို့ပြင်ဆင်ပြီးတော့စောင့်နေပါငါလာခဲ့ပါမယ်လို့တီရူပါတီကလည်းပြောဆိုခဲ့ပါတော့တယ် နောက်နေ့ကိုရောက်တဲ့အခါရွာသူရွာသားတွေကလည်းနာဂစာတူးရဲ့စတဲမှုကိုလက်မခံနိုင်ခဲ့ပဲရွာသားတယောက်ကကြည့်ရင်ကျွန်တော်တို့ရဲ့အမှားပါခမ ्या ကိုဒီကိုရောက်အောင်ခေါ်မလာသင့်ဘူးကျွန်တော်တို့ကအရှင်ရှိနေတယ်ဆိုတာကိုယုံကြည်ခဲ့မိတာဒါပေမဲ့ဘာလို့ပြောခဲ့တော့ကလက်ကိုဖွင့်ပြလိုက်တာကိုတွေးမြင်လိုက်ရတာကြောင့်သူငါကိုလက်ဖွင့်ပြသွားတယ်လို့ဘဘာကြီးကစဉ်းစားရင်အရှင်ရှိပါရဲ့ပုံတော်ရဲ့လက်မှာအရိုးစုကောင်းကိုတင်ထားခဲ့တာကိုသတိရသွားခဲ့ကကပါလာမိုရှာလိုရေရွပြောဆိုခဲ့တဲ့အခါဗန်ကာကလည်းတခုခုကိုသတိရသွားပြီးတီရူပါတီလို့ပြောဆိုကာ ူကိုမြေမြုပ်ဖို့အပြစ်ပေးခဲ့တယ်မှလားကာပါလာမိုရှာကိုငင်းခဲ့တာလို့ပြောဆိုခဲ့တာကြောင့်ဘဘကြီးကလည်းသဘောပေါက်သွားခဲ့ပါတော့ဂရုကြီးဒီဘာရဲ့တပည့်ကလည်းနာဂါဆာတုကသူ့ရဲ့ပြူစင်ဘွားကိုစည်းလိုက်ရင်ရီမန်းချက်ကဖြေဦးမှလားလို့မေးလိုက်တော့အရှင်ရှိပါကအပြူစင်ဘွားကိုတံမိုးပထားဘူးစွန့်လွတ်မှုကိုတံမိုးထားတာဖြစ်ကြောင်းသစ္စာရှိမှုနဲ့စမ်းသက်ချက်ကအချက်မဟုတ်ပဲစွန့်လွတ်မှုပါရှင်ရှိပါရဲ့ကစားကွက်ကသူ့ကိုကိုးကွယ်နေသူတွေစီကနေတဆင့်ထွက်ပေါ်လာတာကိုကြည့်နေလိုက်ပါလို့ဂုရုကြီးဒေဘာကပြောဆိုခဲ့ပါတယ် နာဂာဆာဒူတယောက်တည်းရှိနေခဲ့ခြင်းသီရူပတိတယောက်အခန်းထဲကိုဝင်ရောက်လာခဲ့ပါတော့တယ်သီရူပတိလည်းနာဂာဆာဒူရဲ့လှတရားကိုသေချာကြည့်လိုက်ရင်သဘောတွေချသွားခဲ့ပါတော့တယ်အဲနောက်နာဂာဆာဒူကိုဂရင်းဘောကိုဆွဲလိုက်ခဲ့ပြီးသီရူပတိတယောက်နာဂာဆာဒူကိုကြည့်နေခဲ့ခြင်းနာဂာဆာဒူရဲ့နှုတ်ကနေနမရှိပါလားဆိုတဲ့၁၆ကြိမ်မြောက်ရေရွတ်လိုက်ပါတော့တယ်သီရူပတိကလည်းနာဂာဆာဒူရဲ့နားကိုကပ်ဖို့လုပ်တဲ့အချိန်တိုင်းနာဂာဆာဒူကနမရှိပါလားဆိုတဲ့စကားလုံးကိုရွတ်ဆိုနေခဲ့တာကြောင့်ဘလို့မှကတ်မရပဲဖြစ်နေခဲ့ရပါတယ် ဒီလိုပါတီလဲစိတ်မရှိတော့ဘဲဘာတွေဖြစ်နေတာလဲမင်းကဘာဘာကြီးနဲ့ဂျွာသားတွေပေါင်ပြီးတခုခုလုံနေတာငါသိတယ်အဲ့ဒါကဘာလဲလို့မင်းမြန်နေခဲ့ပါဂျွာသားတွေကပွဲတော်ကျင်းပနေတယ်ဘာဘာကြီးကငါရဲ့မြေပုံကြီးကိုတူးနေတယ်လို့တီလူပါတီကဒေါသနဲ့ပြောဆိုရင်ဒီရွာကလူတွေကိုတတ်သိထားပြီးအားလုံးရှိမှငါမင်းနဲ့ပြောမယ်လို့ပြောလိုက်ရင်နာဂါစာဒူကိုကင်ပေါက်လိုက်တဲ့အခါနာဂါဆာရူကလည်းအရှင်မာလာနာရဲ့အရှိမရွာသားတွေကျင်းပနေတဲ့ပွဲတော်ရှိကိုရောက်ရှိသွားခဲ့ပါတော့တယ် ဘလို့ပဲနားကျင်နေပါစေနားကစာတုတရားနမရှိပါလားဆိုတဲ့စကားကိုရည်ရွတ်နေခဲ့ပါဒီလူပါတီကလည်းအားလုံးကိုကြည့်ကဒီလူပါတီကအလောင်းဖြစ်သွားပြီအလောင်းကိုမြုပ်ပြီးအဖြစ်ပေးတယ်ဆိုတာငရေပဲအဲဒါကြောင့်သူ့ရဲ့ဝိညာဉ်ကနတ်ဆိုးဖြစ်သွားခဲ့တာအခုဂလစားချစ်ဖို့ပြန်ရောက်လာခဲ့ပြီအကျိုးဆက်ကိုစောင့်ကြည့်ပါလို့ပြောဆိုပြီးအရှင်မာလာနာကိုကြည့်ရင်အခုသူ့ကိုလာပြီးကာကွယ်ခိုင်းလိုက်ပါလို့ပြောဆိုကအခုသူ့ကိုငါဘာလုပ်မလဲဆိုတာကြည့်နေပါလို့ပြောဆိုလိုက် နာဂါဆာရုရဲ့အလှမစီးပြုတ်ဖို့စူးစမ်းခဲ့တာကြောင့်နာဂါဆာရုကလည်းနမရှိပါလားဆိုတဲ့ ်73ချိန်သာကျန်တော့တဲ့အချိန်ကိုရည်ရွတ်ခဲ့ပါတော့တယ်။ရွာသားတွေကလည်းနာဂဆာရုရဲ့နာကျင်မှုကိုရင်နာစွာနဲ့ပဲချိန်နေရုံကလွဲပြီးဘာမှမတတ်နိုင်ဖြစ်နေခဲ့ကြပါ යි ။နာဂဆာရုရဲ့နှုတ်ကတော့နမရှိပါလားဆိုတဲ့စကားလုံးကိုသာရည်ရွတ်နေခဲ့ပြန်တာမို့ဒီလိုပတ်တီတယောက်စိတ်ဆိုးသွားခဲ့ကဘာလို့နမရှိပါလားဆိုတဲ့စကားလုံးကိုပဲရွတ်ဆိုနေတာလဲ။မင်းနဲ့အတူရှိနေတာကငါပဲ။မင်းရဲ့နှုတ်ခမ်းကနေတီရူပါတီဆိုတာပဲရွတ်ရမယ်လေလို့ပြောဆိုနေခဲ့ပေမဲ့နာဂဆာရုကတော့နားမထောင်ပဲနမရှိပါလားကိုပဲဆက်ရွတ်နေခဲ့ပါ යි ။ ဘလို့မှပြောမရတဲ့အဆုံးသီရူပါတိကလည်းစိတ်ဆိုးစွာနဲ့အနားမှာရှိတဲ့မိတို့ကိုယူကနာဂါစာရုကိုရိုက်ချလိုက်တဲ့အခါမှာတော့အကုန်လုံးကလည်းချောက်လန့်သွားခဲ့ကြပါတယ်။နာဂါစာရုကတော့ဘလောက်ပဲနာကျင်နေပါစေလက်ကျန်အချိန်ကြီးခုနှစ်ချိန်မြောက်ဖြစ်တဲ့နမားရှိပါလားဆိုတဲ့စကလုံးကိုရေရွတ်လိုက်ပြန်လာမှုသီရူပါတိတယောက်သီးမခံနိုင်မဲနာဂါစာရုကိုနှီးမြှုပ်ဆုံးနဲ့ရိုက်နှံနှိပ်စက်နေခဲ့ပါတော့တယ်။သီရူပါတိရဲ့ရိုက်နှံနှိပ်စက်မှုတွေကြားမှာအသက်ရရဲ့လေးသာကျန်တော့တဲ့နာဂါစာရုတယောက် အသက်ရရဲလေးနဲ့ပဲရှင်ရှိနေတဲ့ချင်းရီအတွက်ဖြစ်တဲ့သုံးချိန်မြောက်ကိုရေရွတ်လိုက်ပြန်တာကြောင့်ဒီလူပါတီလဲစိတ်မရှိတော့ပဲနာဂါစာတူးကိုကင်ပေါက်လိုက်တဲ့အခါနောက်ဆုံးချိန်နောက်ဆုံးထွက်တဲ့အနေနဲ့ပဲနာဂါစာတူးတယောက်နမားရှိပါလားဆိုတဲ့နှစ်ချိန်မြောက်ကိုရွတ်ဆိုလိုက်ရင်မင်းမျောသွားခဲ့ပါတော့တယ်အကုန်လုံးကလည်းမင်းမျောသွားခဲ့တဲ့နာဂါစာတူးကိုကြည့်ရင်ဝမ်းနဲ့ပက်လက်တွေဖြစ်နေခဲ့ကြပါမင်းသိရင်တော့မင်းရဲ့လောင်းနဲ့ငါကပြောဦးမှာလို့တီလူပါတီကပြောဆိုခဲ့ပါတယ်။ဂူရူကြီးဒေဘာကလည်းနောက်ဆုံးချိန်ပဲကြံတော့တာမို့ အသေးအတန်တွေဖြစ်ကနောက်ဆုံးတစ်ခွန်းပါပဲအချင်းရေထွက်ကိုအဆုံးသက်ပေးပါလို့ရည်ရွတ်လိုက်ပါတယ်ဒီလိုပါတီကိုတော့အကုန်လုံးကကြည့်ပြီးနာဂါဆာရုကိုလှုပ်ပေးဖို့တောင်းပန်နေခဲ့ပေမယ်ဒီလိုပါတီကလည်းလက်မခံပဲဖြစ်နေခဲ့ပါတယ်အဲ့ချင်းကလေးမလေးတယောက်ကနာဂါဆာရုရဲ့အနားကိုရောက်ရှိလို့လာခဲ့ကနာဂါဆာရုကိုနှိုးနေခဲ့ပေမယ်နာဂါဆာရုကတော့ပြန်ထမလာခဲ့ပါဘူးကလေးမလေးလည်းအရှင်မာလာနာရဲ့ရုပ်ထုစီကိုတွားကနာနာကိုကပ်ပြီးဒီပတ်ဝန်းကျင်မှာတယောက်ယောက်ဒုက္ခရောက်နေရင်အရှင်ရှိပါစီကိုလာကြတယ်အခုသူကဒုက္ခရောက်နေရင်သူ့စီကိုဘယ်သူကလာမှာလဲ အခုမမဗိုင်ရာဘီကသမီးတို့အတွက်ရောက်လာခဲ့ရတာမမဗိုင်ရာဘီသာတည်သွားရင်ယုံကြည်ချက်တွေလည်းသူနဲ့အတူတည်သွားလိမ့်မယ်အရှင်ရဲ့နာနာကိုကပ်ပြီးပြောရင်အရှင်ကကြားရတယ်လို့အမေကပြောဘူးလေအရှင်သားတကယ်ရှိရင်သမီးပြောတာကြားမှာပေါ့အဲဒါကြောင့်မမဗိုင်ရာဘီကိုလာခဲ့ပေးပါနော်အခုအချိန်မှာအရှင်ရောက်မလာဘူးဆိုရင်နောက်ဘက်တော့မှမလာပါနဲ့တော့လို့ကလေးမလေးကရေရွတ်ပြောဆိုပြီးထွက်ခွာသွားခဲ့ပါအဲ့ဒီချိန်မှာပဲရုပ်ကြီးဆိုသလိုအရှင်မာလာနာရဲ့ရုပ်ထုကအသက်ဝင်လာခဲ့တာကိုအကုန်လုံးကလည်းကြည့်ရင်အဟားတွေတင့်ကပူစော်နေခဲ့ကြပါတယ် ်အရှင်မာလာနာကလည်းနာဂါဆာရုရဲ့နားကိုသွားကသူ့ရဲ့ဆွမ်းနဲ့နာဂါဆာရုကိုသတိပြန်ရအောင်လှုပ်ပေးလိုက်တဲ့အချိန်နာဂါဆာရုတယောက်သတိပြန်ရလာခဲ့တာကြောင့်အရှင်မာလာနာကလည်းပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒီလူပါတီတယောက်အကောင်ပဂရီအတိုင်းပြန်လဲနိုးထလာခဲ့တဲ့နာဂါဆာရုကိုကြည့်ရင်ဂျိမီနိုင်ခဲမရရဖြစ်ကအရှင်မာလာနာရဲ့ဖျားချောင်းကိုလှမ်းကြည့်ပြီးမင်းကဒီရွာကိုကာကွယ်ပေးလို့သူကမင်းကိုကာကွယ်ပေးတာပေါ့အခုမင်းရှိမှဒီရွာလုံးကိုတတ်ပြမယ်အရှင်မာလာနာရဲ့ဖျားချောင်းကိုလည်းတုတ်တန်ဖြစ်ပြောင်းပြစ်မယ်လို့ရေရွပြောဆိုလိုက် နတ်ဆိုးစွိုင်းတွေကိုတီရူပါတီတရားထုတ်သုံးနေခဲ့ပါတော့တယ်။အဲဒီချိန်အကုန်လုံးကလည်းရက်တန်သွားခဲ့ပြီးမလုံမရှက်ပဲမျက်နှာပြင်မှာသွေးတွေကစီးကျလာခဲ့တာကိုနာဂါစာတူးတရားမြင်ပြီးစိတ်မကောင်းတွေဖြစ်နေခဲ့ပါတော့တယ်။ဂူရူဂျီဒေဘာရဲ့တပည့်ကလည်းမယုံကြည်နိုင်ခဲ့ပဲအရှင်မာလာနာရောက်လာတာတောင်မကောင်းဆိုးဝါကအသက်ရှင်နေတုံးလားလို့မေးလိုက်တော့ဘာပဲဖြစ်ဖြစ်အကုန်လုံးကအရှင်ရဲ့နောက်လိုက်တွေပါ။ဒါတွေအားလုံးကလည်းအရှင်ရဲ့ကစားကွက်တွေပါပဲ။ကပါလာမိုရှာဖြစ်ဖို့ဆိုရင်ကပါလာရဲ့အရှင်ကစဉ်သက်ဖို့လိုအပ်တယ်လို့ဂူရူဂျီဒေဘာကပြောဆိုခဲ့ပါတယ်။ နာဂာစာတူတယောက်တိချစဉ်းစားလိုက်ရင်ဘာတွေပဲဖြစ်နေပါစေနောက်ဆုံးအချိန်ရည်အတွက်ဖြစ်တဲ့တချိန်မြောက်ဖြစ်နမရှိပါလားဆိုတဲ့စကလုံးကိုတလုံးချင်းစီခွဲပြီးရေရွတ်လိုက်တဲ့အချိန်မှာတော့တပြိုင်တည်းသဆိုင်ရာအစွမ်းတကူတွေကစူးစီးသွားခဲ့ခြင်းပါပဲမဟာဒေဗကကြီးမြတ်လေးနဲ့စွာနဲ့ထွက်ပေါ်လို့လာခဲ့တာကြောင့်ဂူရူဂျီဒေဗာတို့လည်းအာယုံခံပြီးပူဇော်နေခဲ့ကြပါတယ်မဟာဒေဗရဲ့အလင်းရောင်ဖျားချမှုနဲ့အတူရွာသူရွာသားတွေအကုန်လုံးကလည်းပြန်လဲလှုပ်ရှားသွားခဲ့ကြရင်မဟာဒေဗကိုအကုန်လုံးကဝိုင်းပြီးပူဇော်နေခဲ့ကြပါတော့တယ် မဟာဒေးဗ်ရဲ့ခန္ဓာထဲဝါစွာထပ်ပေါ်လာမှုကိုနာဂါစာဒူကကြည်ယုံကြည်တတ်ဝင်ကပူဇော်လိုက်ပါတော့တယ်။အဲဒီနောက်မဟာဒေးဗ်လည်းအစွမ်းတကူတော်နဲ့သူ့ရဲ့လက်ဆွဲတော်ခရင်သုံးဝမိမှအုံနမရှိပါလားဆိုတဲ့စာသားနဲ့အတူနာဂါစာဒူကိုလှမ်းပေးလိုက်တာကြောင့်နာဂါစာဒူကလည်းမဟာဒေးဗ်ပေးလိုက်တဲ့ခရင်သုံးဝမိကိုအာပါဒိယနဲ့ကင်ထားလိုက်။မဟာဒေးဗ်ဝင်စားသလားထင်မှတ်ရလောက်အောင်ဖြစ်သွားခဲ့ကဟာရာမဟာဒေးဗ်ဆိုတဲ့စကလုံးကိုအာပါဒိယအော်ဟစ်လိုက်ပါတော့တယ်။ဒီလိုပါတီကလည်းနာဂါစာဒူကိုကြည်ရင်ထိတ်လန့်သွားခဲ့ပါတော့တယ်။ တဖက်မှာလည်းဒီလူပါတီရဲ့လောင်းရိုးစုကိုဘဘာကြီးတို့ကတူးဖော်နေခဲ့ကြပါဒီလူပါတီကလည်းလက်မလျှော့ပဲအနားမှာရှိတဲ့နွားလေးကြီးကိုလှမ်းဆွဲလိုက်ပါဒီလိုနဲ့ပဲအစွမ်းတွေရှင်ပြိုင်မဲ့နာဂါစာတူးနဲ့တီလူပါတီတို့လည်းလေဘော်ကိုဝဲပြန့်သွားခဲ့ကြသလိုဘဘာကြီးတို့လည်းတီလူပါတီရဲ့ရိုးစုကိုမိရှို့ဖို့စူးစမ်းနေခဲ့ကြပါအဲနောက်တီလူပါတီကနွားလေးကြီးနဲ့နာဂါစာတူးကိုလှမ်းပြစ်လိုက်ပေမဲ့နာဂါစာတူးကတော့ခရင်သုံးဝမိန့်ကိုကိုင်က နွားလေကြီးကိုဖြိုခွင်းလိုက်သလိုအားပါတဲ့ထိုးချက်နဲ့ဒီလိုပါတီရဲ့နှစ်ဖူးတဲ့တဲ့ကိုထိုးဆိုင်လိုက်တာကြောင့်ဒီလိုပါတီတရားအောက်ကိုပြုတ်ချသွားခဲ့ခြင်းဘဘာကြီးတို့လည်းအယိုးစုကိုမီးရှို့လိုက်တဲ့အချိန်နဲ့ကိုက်ကြည့်နေခဲ့တာကြောင့်ဒီလိုပါတီတရားအောက်ကိုပြုတ်ချသွားခဲ့ပေမဲ့မြေပြင်မဟုတ်ပဲမိကြီးခဲတွေကြကနေရာမှာပဲအပီးတိုင်ပျောက်ဆုံးသွားခဲ့ပါတော့တယ်။နောက်တနေ့ကိုရောက်တဲ့အခါကိစ္စတွေအလုံးကပြီးဆုံးသွားခဲ့ပြီမို့ဟိုတယ်လာရွာလေးကနေနာဂါစာတူးတို့လည်းထွက်ခွာသွားခဲ့တာကို ရွာသူရွာသားတွေကလည်းအယူသေးပေးပြီးဝိုင်းဝန်းနှုတ်ဆက်လိုက်ကြရင်ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတော့တယ်